မင်္ဂလာပါရှင်ဆိုတော့ Facebook ပေါ်မှာပေါ့အလင်းနဲ့ပတ်သက်ပြီးတော့ပို့ဆေးတစ်ခုကိုတွေ့နေရတယ်အဲ့ဒါနဲ့ကိုယ့်အကောင့်ထဲမှာရှိနေတဲ့မိတ်ဆွေတွေကိုလာပြီးတော့မျှဝေပေးတာပါဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲပြီးခဲ့တဲ့ Master 28ရက်နေ့မှာစကိုင်းဘက်ကိုအခြေပြုပြီးတော့ပြင်ဟာဆက်မွတ်ဆက်မရှိတဲ့ငလျင်တုတ်ခတ်ခဲ့တယ်ပေါ့ ဲ့ဒီရဲ့လှုပ်ခတ်မှုကအဲစကိုင်းတိုင်းနဲ့တကွာပေါ့နော်အဲ့ဒီပတ်ချာလေမှာရှိနေတဲ့မန္တလေးအဲမြို့တော်တော်များများကိုအထူးကြိုက်ပျက်စီးမှုတွေဖြစ်စေခဲ့တယ်ဆိုတော့ခရီးရဲ့နောက်ပိုင်းမှာငလင်ကိုလေးလာအသုံးသက်တဲ့သူတွေများလာတယ်အခုပို့စီရကြတော့ကိုယ်စင်အောင်အောင်တက်ခဲ့အဲပို့စီကိုပြန်ပြီးတော့ဟိုပြောပြပေးတာပါ ဆိုတော့သူ့ရဲ့ post ကိုတွေ့လိုက်တဲ့အချိန်မှာကျွန်မကိုယ်တိုင်လည်း AI ကိုပြန်ပြီးတော့သုံးသပ်ခိုင်းထားရတယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့ post ပါအချက်လက်တွေဟာအဲအများကြီးသတိပြုရမယ်နိုင်ငံရဲ့အချက်လက်တွေပါဝင်နေတယ်ဆိုတဲ့ဟာကိုသိရှိထားပါလေဆိုတော့အဲသူ့ရဲ့ post ပါအရာဆိုလို့ရှိရင်အဲစကိုင်းကိုဒီစကိုင်းငလျင်ပြီးတဲ့နောက်မှာငလျင်နဲ့ပတ်သက်ပြီးတော့ ပေါ့နော်အနေနဲ့အရှိဆုံးဇုံ၃ခုအနေနဲ့သတ်မှတ်ပေးထားတယ်ပေါ့နော်ပြောပြပေးထားတယ်ပထမအဆုံးဇုံဒေကာကြတော့အဲဘကိုးပေါ့နော်ဆိုတော့ဘကိုးကလည်းအဲငလျင်ကြီးတွေလှုပ်လေးရှိတဲ့ဒေတာပေါ့နော်ဆိုတော့ငလျင်ကနှစ်တရာမှာတစ်ခါလောက်လှုပ်လှုပ်လေးရှိတယ်ဆိုတော့ အဲစကိုင်းအဲပကိုးမှာတုတ်ထားတဲ့ငလင်ကနှစ်တရာပတ်ချတယ်လောက်ရှိနေပြီဆိုတော့အပကိုးရန်ကုန်ပေါ့နော်ဒီဘိုင်းလေးကအငယ်ရှိတဲ့အစုံတင့်အင်းနဲ့သတ်မှတ်ထားတယ်ပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်လည်းမြို့နယ်နှစ်ခုကိုအငယ်ရှိတဲ့စုံဆိုပြီးအငယ်ပိုကြီးတယ်ဆိုပြီးတော့သူ highlight ပြထားသေးတယ်ပေါ့နော်အဲဆိုတော့အပကိုးနဲ့ရန်ကုန်နဲ့ရှင်တောင်မှာရန်ကုန်ကပို့ပြီးတော့အငယ်ရှိနိုင်တယ်ပေါ့ဆိုတော့ငလင်တန်ကတော့အဲ ဘိုးကမှထုတ်ဖြစ်တယ်ဆိုရင်ငလျင်တန်ကတော့ဘိုးကပိုထိလိုက်မှဖြစ်ပေမဲ့သူ့ရဲ့ပေါ့နော်ဒီငလျင်ညော့ဖြစ်တဲ့ပစ္စည်းဆုံးရှုံးမှုကကြတော့ရန်ကုန်တိုင်းတာထဲကပုံများထိုင်တယ်အဲရန်ကုန်မှာအထက်မြင့်တိုက်တွေများတယ်အထက်ကိုကိုတိုင်းကအောက်ထပ်မှနေရဆိုရင်တော့မှပေါ့နော်အဲလမ်းထဲကနေပြီးထွက်ပြေးဖို့မလွယ်တာလေတပြောပတ်ချာထဲမှာတိုက်ကြည့်ကြည့်ပဲဖြစ်နေတဲ့အချိန်မှာတစုံတစ်ခုအငယ်ဖြစ်လာရင်ကျွန်တော်တို့အများကြီးသတိထားရမယ်ပေါ့နော်ဒီလိုအခြေအနေမျိုးတွေရှိတယ် အဲသူ့ရဲ့ဇုံတစ်ထဲမှာဆိုလို့ရှိရင်ရန်ကုန်နဲ့ပဲဘိုးအန်ရဲ့အရှိဆုံးလို့ပြောပြထားတယ်ပေါ့နော်အဲဇုံနှစ်မှာကြတော့ဒီရှမ်းပြည်နယ်ဘက်ကပေါ့နော်တောင်ကြီးတို့ပြင်ဦးလွင်တို့အောင်နေပြီးတော့အရှိတ်ဘက်ချမ်းတို့မန္တလေးအရှိတ်ဘက်ချမ်းနဲ့အန်ရဲ့ရှိတယ်ဆိုပြီးတော့ပြောပြထားတယ်နောက်တတိယဥစားပေးတတိယဖြစ်နေစီရှိရဆုံးနေဆိုလို့ရှိရင်အဲသခိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်ကို ပေါ့နော်မြို့နယ်ချင်းပြည်နယ်တွေအချို့မြို့တွေကို highlight ပြထားပြီးတယ်။ဆိုတော့ဒီသုံးသက်ချက်ကတဲ့အဲမဖြစ်မနေလုပ်မယ်ပေါ့နော်ဒီမနေ့ပြန်လုပ်မယ်တပတ်ခါလုပ်မယ်ဆိုတော့ကြိုတင် hockey မျိုးမဟုတ်ဘူး။အဲဒါပေမဲ့ဖြစ်လာနိုင်ကြီးရှိတဲ့အကြောင်းအရာတွေကို သုံးသပ်ပြထားတာဖြစ်တဲ့အတွက်ကျမတို့ကအနေရရှိနိုင်တဲ့အခြေအနေတွေကိုကြိုတင်ကာကွယ်ဆင်ဆက်ထားဖို့လိုတယ်။ဆိုတော့ဒါက ဒီဗီဒီယိုကလည်းအဲကြောက်လန့်အောင်ခြောက်လန့်တဲ့ဗီဒီယိုမျိုးမဟုတ်ဘဲနဲ့ဘောနော TikTok ပေါ်မှာမတိလိုက်ရမရှိရအောင်ဆိုတဲ့အနေနဲ့ပြန်ပြီး share ပြီးတော့သတိထားနိုင်အောင် ပြန်ပြီးမျှဝေပေးထားတာဖြစ်ပါတယ်ကိုအတွက်အကျိုးမြတ်ရှိတယ်ဆိုလို့ရှိရင်ကိုအတွက်ဘာလို့ဒီလိုပြအကျိုးရှိရဆိုရင် share လုပ်ပေးကြပါအောင်နော် အလုံးမဲ့သတိပြန်ကဲရမယ့်အချိန်ကိုစတင်ပြီးတော့ရောက်ရှိလာပါပြီ။ဘာလဲဆိုတော့ငလျင်ကိုစတင်ပြီးတော့ပြန်ပြီးတော့အဲသူတို့တတိထားဖို့အတွက်ကြိညာထားပြီ။အဲအခုအရင်တစ်ခါလိုပဲကိုကလက်လွတ်စပယ်နေလိုက်မယ်ဆိုရင်ကိုပဲမြင်းစည်းတမိတ်တွေမှာအများကြီးပြန်လေးမှာဖြစ်သွားတာဆိုတော့ကိုကအများကြီးကိုမှကိုရှိမှဖြစ်သွားပြီးမြင်နိုင်ရတာဆိုတော့အာ အများကြီးဆုံးရှုံးမှုတွေလည်းဖြစ်တာဆိုတော့ဒါကိုပြောပြတာပေါ့နော်အားလုံးပဲသူတို့တတိထားရမယ်လို့ပြောလို့ရှင်တစ္စာတို့ကသွားလာစားတော့တတိလေးနဲ့သွားရမယ်ဒါအန်ဒီရဲ့ဆိုတော့ပိုးရလိုရမရှိဘူးမဖြစ်ကမဖြစ်သွားခဲ့ရရှိတော့ ကိစ္စမရှိဘူးလူတွေမိမျောတဲ့အချိန်မှာပဲငလင်းရတယ်ဖြစ်တာခုမိမျောနေပြီအားလုံးကတော်တော်လေးကိုမိမျောနေပြီတော်တော်ကြီးကိုမိမျောနေတာပါသင်စားလို့ဆိုရင်လေအတန်အမြင့်နေသွားတာမျိုးတို့အဲ့လိုမျိုးတွေလေပျော်ပါနေပြီပေါ့နော်အဲ့ဆိုတော့ပြောချင်တာတတိလေးနဲ့ပြန်ပြီးတော့နေကြရမယ်ဆိုတာပေါ့အာပိုတယ်လို့လည်းမရှိဘူးဒီစက္ကန့်ပိုင်းလေးတွေမှာအများကြီးဆုံးချို့မှုတွေဖြစ်ဖြစ်သွားခဲ့ပြီးပြီပေါ့နော်ဘဝမှာ sky sky villa လား အဲ့ကွန်ဒိုယူပဲကြီးလိုက်ကွာ အဲသူသူမှာဆိုလဲပဲတစားတို့ဒီဗမွားလူတွေဆိုအများကြီးဆုံးချုံသွားတယ်၊ရွှေကွားလူတွေဆိုလည်းအများကြီးဆုံးချုံသွားတယ်၊ဆုံးချုံမှုတွေအများကြီးပဲပေါ့နော်။အော်အားလုံးသတိဝိရိယနဲ့ပြန်ပြီးဘူးတွေစတင်ပြီးတော့အချက်တွေပြင်နေပြီ။အဲ့တော့တစားတို့လည်းသတိရှိရတော့မယ်၊သွားတာလာတာစားတာတောက်တာကစားအာဘာပဲဖြစ်ဖြစ်ပေါ့နော်။ငင်းနေစောကြောက်ရတယ်။စက္ကန့်ပိုင်းတွေအများကြီးပုံမှာဖြစ်သွားနိုင်တယ်ဆိုတော့လေနော်။အဲ့တော့မမကလည်းအားလုံးသတိရှိကြပါမနေ့ကတတိယနေ့တစ်ခုတက်လိုက်တွေးလိုက်တယ် အာမြင်ငလင်ပေါ့နော်စတင်ပြီးတော့လှုပ်ခတ်ဖို့အတွက်အဲကြည်ရတဲ့ပုံစံအာယုနေပုံရပါတယ်ဒီရက်ပိုင်းနေရာငလင်ကမလှုပ်ဖြစ်တော့ဘူးအဲ့လိုတတစစိတ်လေးလှုပ်တယ်ဆိုရင်တော့ကိုကလှုပ်တယ်ပြင်မလားမလှုပ်တော့လည်းတမျိုးပေါ့စိတ်ထဲမှာလေးနည်းနည်းမင်းညလည်းလှုပ်တယ်လို့ပြောတစားဝမ်းကြည့်လိုက်ပဲပြောပါဘူးနော်အဲ့တော့အားလုံးပဲတတိရှိကြပါသွားရလာစားတော့တာဘာပဲဖြစ်ဖြစ်ပေါ့နော်အာဒါတတိပေးရပါတစားအနေနဲ့လည်းတစားတို့ကတော့ သတိသတိကတ်တယ်ပေါ့နော်အမြဲတမ်းအငလင်အထက်မြင့်သွားတာအော်ငလင်ဖြစ်သွားနိုင်ရယ်နော်ဒီနေရာရယ်ဆိုရင်အားလုံးမလာထင်းတော့ဘူးအစားတပြည့်တချို့ချို့အမြင်မှကြိုက်တဲ့လူတွေလည်းရှိရယ်နော်အခု focus ကရန်ကုန်ဘက်ကိုလည်းအာဦးတည်တာဖြစ်တဲ့အတွက်ကြောင့်အားလုံးသတိထားကြဖို့အတွက်ပြန်စားပြောချင်ပါတယ်အဲ့တော့တက်တဲ့အလုံးစက်တီချီကြပါငလင်ရတော့ကြောက်တယ်တော့ အဲဘာမှမဆိုအများကြီးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကိုကတကယ်လို့မကြုံလိုက်ရဘူးအာအာမပြင်းသွားဘူးဆိုပေမဲ့လည်းတတိရှိကြပါအာပြင်းသွားရဆိုရင်လည်းစက္ကန့်ပိုင်းရဲ့တော့မှလေးဘာမှကိုမဟုတ်လိုက်ဘူးဟိုအပြင်းလေးရောက်သွားရောကဲကဲအဲ့လိုကြီးတော့ဖြစ်သွားလားအဲ့လိုကြီးကိုဖြစ်သွားလားဆိုရင်အာဖြစ်သွားရပါလိမ့်မယ်ပါစက်အဟောင်းသားနဲ့ပေါ့နော်လေလေကြုံလာဆိုတော့အားလုံးတတိရှိစားဖို့အတွက်မမတို့ရင်ငတင်းရတော့လှုပ်သွားတယ်တော့ရင်ကုန်မှာ ကျမတို့ကကလေးနဲ့ပစ္စည်းတွေထည့်ရနေလို့ဖြစ်စေလက်အောင်လက်လဲဟိုဟာလေ၁၇နာရီဟိုဟာ၉မိနစ်၈မိနစ်တော့တော့ဖြစ်မယ်လှုပ်တာလေကျမတို့နေတဲ့စာရင်းဆိုတော့လေလုံးဝတင်း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 နေလေရှိသမျှထုတ်ပြီးဆိုအကုန်လုံးတုံပြီးတော့အဲ့လိုမျိုးဖြစ်တာလေအကုန်လုံးကိုပြောတယ်နော်သတိလေးတော့ထားစီခြင်းနဲ့ရှင့်ဟိုဟာငလင်ကနောက်ဆက်တွဲလှုပ်လားမလှုပ်လားတော့မသေးကြဘူးပေါ့နော်ရာအလုံးကတော့သတိကပ်ပြီးသတိထားတာတော့အဆင်ပြေလိမ့်မယ်ကလေးတငယ်တွေရှိတယ်ဆိုလို့ရှင်လေလေ ဘာလို့ဆိုငလေးကအရင်တော့ဆိုမန်လေးတွေဘာတွေဘက်ပဲနည်းနည်းလေးဟိုလှုပ်ကြတာပေါ့နော်အခုကရန်ကုန်မှာလေအဲ့လိုတိတိတတ်တာကြီးလှုပ်လာတာဆိုတော့လေကျမတို့ရန်ကုန်ကဟိုအထက်မြင့်နေပိုင်းနေတဲ့လူတွေဆိုတော့တတိထားစီခြင်းလေဒါကဟိုဟာပေါ့နော်လှုပ်မှမလှုပ်ဘူးကျမကြိုတင်ခံမှန်းတာမဟုတ်ဘူးနော်ဟိုအကောင်လုံးခလေးတငယ်ရှိရလူတွေဘာတွေဆိုလို့ရှင်တတိလေးနဲ့ထားပြီးတတိလေးနဲ့အိတ်စီခြင်းတာပေါ့နော်အဲ့ဒါလေးပြောပြတာပေါ့နော်ကျမဆိုဦးရင်းနေတော်ဦးနေတော့ ဘာလို့ပြီးခဲ့တဲ့ရက်ကလည်းအဲ့ငလင်လောက်တဲ့ဟာယူဖက်ပြီးတညာလုံးမအိပ်ရတော့လေအဲ့လိုဖြစ်နေလို့အာဒီညတော့သတိလေးထားပြီးအိပ်ကြပါလို့နော်ဥမာတို့အဲ့ဒါလေးသတိထားစီခြင်းလို့ပြောပြတာပါရန်ကုန်လည်းအခုလှုပ်လာပြီဆိုတော့လေအရင်တော့ကတော့တခြားမြို့တွေပဲနည်းနည်းသိတာတော့အခုကရန်ကုန်မှာပါလာတော့လေနည်းနည်းလေးသတိထားထားစီခြင်းလို့ပါနော်